တာလီဘန်အာဏာပိုင်တွေဟာအာဖဂန်နစ္စတန်တဝမ်းစစ်တွေရင်ကစားနေကစားရာကိုတားမြစ်ပိတ်ပင်လိုက်တယ်လို့အာကစားရေးရာတာဝန်ရှိသူတယောက်ကမေလ17ရက်မှာပြောပါရယ်စစ်တွေရင်ကစားနေဟာတာလီဘန်အစိုးရရဲ့ကျင့်ဝတ်ဆိုင်ရာဥပဒေအောက်မှာတရားမဝင်တဲ့လောင်ကစားရဲ့ရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတော့စိုးရိမ်ပူပန်မှုတွေကြောင့်နောက်ထပ်တစုံတရာထောက်ပြန်မှုမထွက်ရှိမခြင်းစစ်တွေရင်ကစားခွင့်ကိုတာလီဘန်အစိုးရကပိတ်ပင်ထားမှာဖြစ်ကြောင်းသူကပြောပါရယ် တာလီဘန်အစိုးရဟာ2021ခုနှစ်ကအာဏာရသွားပြီးနောက်နိုင်ငံမှာတင်းကျပ်တဲ့အစ္စလာမ်ရဲ့ဥပဒေကိုထင်ဟပ်တဲ့စီမင်းဥပဒေတွေကိုတစ်ခုပြီးတစ်ခုချမှတ်ပြဋ္ဌာန်းထားခဲ့ပါတယ်။ရှာရီယာလို့ခေါ်တဲ့အစ္စလာမ်ရဲ့ဥပဒေမှာစစ်တရင်ကစားနည်းကိုလောင်ကစားခြင်းနိလန်တစ်ခုအဖြစ်ယူဆပါတယ်။လောင်ကစားမှုကိုအကျဉ်းကောင်းပြန်ပွားစေရည်နဲ့မကောင်းမှုတားစီရည်ဥပဒေအရတားမြစ်ပိတ်ပင်ထားပါတယ်လို့အကစားကြီးရဦးစီးဌာနကပြောရေးဆိုခွင့်ရှိသူတယောက်ဖြစ်တဲ့ Actor Max Shawani က AFP ကိုပြောပါတယ် စစ်တပ်ရင်အားကစားနဲ့ပတ်သက်ပြီးဘာသာရေးဆိုင်ရာစင်ကြံသုံးသပ်မှုတွေရှိပါတယ်လို့သူကပြောပါတယ်ဒီစင်ကြံသုံးသပ်မှုတွေကိုကင်တွယ်ဖြေရှင်းလို့မပြီးမချင်းစစ်တွေရင်ကစားနေကိုအာဖဂန်နစ္စတန်မှာဆိုင်းငံ့ထားမှာဖြစ်တယ်လို့သူကပြောခဲ့တာပါအမျိုးသားစစ်တွေရင်ဖက်ဒရေးရှင်းဟာနှစ်နှစ်ခန့်အကြာတရားဝင်ပြိုင်ပွဲတွေကိုကျင်းပထားခဲ့တာမရှိကြောင်းနဲ့ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာပြဿနာတချို့ရှိခဲ့ကြောင်းသူကပြောပါတယ် ပြည်ရဲနှစ်တဲ့အတွက်မှာတရားဝင်မဟုတ်တဲ့အလို့သဘောစစ်တွေ့ရင်ပြိုင်ပွဲတွေကိုလက်ခံပြုလုပ်ပေးခဲ့တဲ့ကပူးမြို့ကကော်ဖီဆိုင်ပိုင်ရှင်အဇက်ဆူလာဂူဇာဒါကစစ်တွေ့ရင်ကစားမှုမှာလောင်ကစားမှုတစုံတရာပါဝင်ခဲ့ခြင်းမရှိလို့ညင်းဆိုပြီးတခြားသောမွတ်စလင်နိုင်ငံအများစုမှလည်းစစ်တွေ့ရင်ကစားနည်းကိုကစားကြကြောင်းမှတ်ချက်ပြုပါတယ် ခုတာလီဘန်အစိုးရရဲ့ဆိုင်းငံ့တာမြင့်မှုကိုလေးစားလိုက်နာမှာဖြစ်ပေမဲ့အဲ့ဒါကမိမိရဲ့စီးပွားရေးလုပ်ငန်းအပြင်စစ်တပ်ရင်ကစားနေကိုနှစ်ချိုက်ခုံမင်တွေအပေါ်ထိခိုက်စေလိမ့်မှာဖြစ်ကြောင်းသူကပြောပါရရှင်။ Blood Media ရဲ့ဆက်လက်ရည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။